Hello everyone, this is Seo Jong I'm a designer all Umyantai. On social platform, I have been sharing a CUC reading method video. Yesterday we have all read would already learned about edit free. Today we have to study Everfreeze. Today General Everfreeze go Lila Me. Now money got general edit phrase. လစ်လာပြီးသွားပြီလေဒီနေ့ကျွန်တော် ever phrase ကိုလစ်လာမယ် ever phrase ကိုမလစ်လာခဲ့ ever phrase definition လည်းကျွန်တော်ပြန်ပြောကြည့်အောင် okay what is ever ever modify ver edited ever what is ever ever modify ver edited ever ever ကတော့အသုံးမျိုးထည့်ပြထားတယ်သူကသုံးမျိုးထည့်ပြထည့်ပြရင်များတယ်ဒါပေမဲ့ ever phrase က၅မျိုးရှိတယ်ဘာတွေလဲဆိုရင် d um P T R O P ပါလေဆိုတော့ D M P T R O P အဒီက direction ဒီက direction ဒါဆိုဥတီယာပေါ့အာ I go to school I go to university I go to the market ဈေးတို့အကြောင်းတို့တက်တို့တို့ဆိုအာဥတီထားတော့ဒီက direction M M က manner manner ဆိုအမူအရာပေါ့ I go to school ကျွန်တော်ကျောင်းသွားတယ်။ဘာနဲ့သွားလဲ by bus လား by car လား by train လား by aeroplane လား on foot လား။အဲအဲ့ဒါက manner ဖြစ်ပါဒါဆိုရင် I'm က manner figure place place or time ကျောင်းသွားတယ်မင်းဘယ်သွားလဲကမာယုတ်ကသွားတာလားမန္တလေးကသွားတာလားရန်ကုန်ကသွားတာလားအဲ့ဒါကိုကျွန်တော် P place လို့ခေါ်တယ်။ figure time အချိန်ကျွန်တော်ကြောင်းသွားတယ်ဘယ်ချိန်သွားလဲမနက်လားနေ့လယ်လားညနေလား ठी က time ROP algorithm P က purpose reason ကအကြောင်းပြချက် purpose ကရေးကြလေးပါနော်အာ reason နဲ့ purpose ကစဉ်းစားလေးဖြစ်နေကျွန်တော်တို့ all ခံပြီးတော့တခုလို့ယူဆထားတယ်ဒါဆိုအစိတ်ကလေးမျိုးနဲ့ပေါ့နော် ever phrase ကဘယ်နှမျိုးဖြစ်သွားလဲငါမျိုးဖြစ်သွားတယ်ဘာတယ်လဲဆိုရင် d m p t r o p d က direction m က manner p က place t က time r o p က reason or purpose. Okay. Any DMBDR of the Alum Baris are the like you know, that's when you go Mamari Shin Shin Lin Lin, the Okay. He go to school on foot and, and say, in the morning to study his lesson. Okay, he goes to school on foot in insane in the morning to study his lessons. Let us go to the morning. Baga goes. He got subject. He goes to the office. เนาะအဓိပ္ပာယ်ပြည့်စုံနားလည်တယ်။အဲ့တော့နောက်ကပါလို့ဆိုတော့ free state နဲ့ extension လို့ထည့်ပြီးတော့ချက်ရေးထားတာဖြစ်ပါတယ်။ to school ဘယ်သွားတာလဲ?ကျောင်းတိုးဆိုတော့ direction on foot ကခြေကျင်ဆိုတော့အဲ့ဒါ manner in insane insane မှာဆိုတော့ insane က time sorry insane မှာ insane မှာဆိုတော့ insane က place in the morning မနက်ပိုင်းမှာဆိုတော့ဘာဖြစ်နေလဲ time to story his lesson သူ၏သင်ခန်းစာများကိုလစ်လာဖို့ရန်ဆိုတော့ to stories lesson က reason or purpose အမှန်ကြီးကိုကြည့်ပါ DMPD ROP လေးကိုအစမ်းလိုက်တယ်မတွေ့နေဘူးလားတွေ့နေပါတယ် နောက်အဲ့လိုဆဲလာလေးတွေ့ပြီဆိုကျွန်တော်အနောက်ကနေဘာသာစပြောင်းပေးရမယ်ဘလို့ပြောင်းမလဲကျွန်တော်ဘာသာပြောင်းပေးမယ်ဒီပေါ့သူဤသင်္ကန်းစာများကိုလည်းလာဖို့ရန်နည်းနည်းပိုင်းမှာအင်းစိန်မှာခြေချင်းကြောင်းတို့တူသွားပါသည်လို့ကျွန်တော်ပြောတယ်။ဒါဆိုအဲ့လိုလေးဘာသာပြောင်းလိုက်တော့ဘာသာပြောင်းလို့မလွယ်တော့လားလွယ်သွားတယ်။ဒါတော့ကိုလုံးဝ basic ပေါ့နော်အခြေခံလေးအခုမှစပြီးတော့လစ်လာတဲ့အင်္ဂလိပ်စာကိုမကျွမ်းကျင်နေတဲ့အချိန်မှာအလို DMPD RP လေးကိုအစင်တန်းလေးထားပြီးပေါ့။ကျွန်တော်ကကျွမ်းကျင်သွားပြီဆိုရင်ကြိုက်တယ်လို့ထားပါ။ ။ ever phrase ကပုံစံနေရာမရှိဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ပြောချင်မယ်။ ever ကဘယ်နှမျိုးထည့်ပြထားလဲ။၃မျိုးပါတယ်လေ။ ver edit ever ။စမ်းကြအောင် ver ကဘယ်နှနေရာရှိတော့။တနေရာပဲရှိတာ။ဒါပေမဲ့ edit တဲ့ ever တွေကစမ်းကြအောင်နေရာနှက်မရှိနိုင်ဘူးလား။ရှိနိုင်တာပေါ့။ဒါဆိုအဲ့ဒီနေရာအနှက်ရှိနေမဲ့ edited တဲ့ ever တွေကို like ပြီးအထူးပြုမဲ့ ever phrase ကလည်းနေရာနဲ့ရှိတယ်ဖြစ်နေအောင်လားရှိနိုင်တယ်ဒါဆိုရင် ever phrase မှာပုံသေးနေရာမရှိဘူးအဲကြောင့်ကျွန်တော်တို့ ထားကြတဲ့နေရာထားလဲဆိုကြပါစို့ in the morning i go to school မရဘူးလားရတယ်လေ in the morning i go to school ရတာပဲဒါကကိုကကျွမ်းကျင်သွားပြီဆိုတော့ရေးပါမကျွမ်းကျင်သေးဘူးဆိုလို့ရှိရင်တော့ dmpd rop လေးကိုအစမ်းလိုက်လေးထားပြီးတော့ကျွန်တော်တို့ရေးပြရမှာဖြစ်ပါတယ်။ Okay ။ဒါဆိုရင်ညီကောင်များ Everfresh ကတည်းလောက်ပဲ။ဒါဆိုရင်ကျွန်တော်ပြန်ပြောကြည့်အောင် ever phrase ဘယ်နှမျိုးရှိလဲ၅မျိုးပါလေလေ d m p t r o p d က direction m က manner p က place t က time r o p က reason or purpose အဲ့ဒီ d m p t r o p ကိုစမ်းတဲ့ကြောင့်မနေ့ကတရားထားလို့ရလားမရပါဘူးဘာဖြစ်လို့မရလဲ ever က၃မျိုးကိုထည့်ပြထားတယ်သူထည့်ပြထားတဲ့၃မျိုးကပါလေလို့ ever modify ver edit ever စမ်းကြောင့်ဘာကတော့ဘယ်နှနေရာရှိတယ် တဏျာပဲရှိတယ်ဆက်လက်ကြောင့်ဘက်ကတဏျာလည်းရှိဒီမဲ့ဒီ adjective ever ကစမ်းကြောင့်နေရာမရှိနိုင်ဘူးလားရှိနိုင်တာပေါ့ဒါဆိုအဲ့နေရာနဲ့ရှိနေမဲ့ adjective ever ကို like be a to be မဲ့ ever phrase ကလည်းနေရာနဲ့ရှိနိုင်ပါလေဒါဆို ever phrase မှာပုံတဲ့နေရာမရှိပါဘူးညီကောင်များအဲ့ဆိုဒီနေ့ကျွန်တော်တို့ phrase အားလုံးလေ့လာတာပြီးဆုံးသွားပြီဒါမဲ့ဗီဒီယိုက class ဗီဒီယိုဖြစ်ပါတယ် class အပိုင်းလေးကစိတ်ဝင်စားစရာကောင်းပါလေအဲ့တော့ညီကောင်များလေကိုယ့်ရဲ့အင်္ဂလိပ်စာစွမ်းရည်တွေကို စကောအင်္ဂလိပ်စာအုပ်တွေကိုပိုင်မနက်နဲ့ဖတ်ချင်တယ်လွယ်ကူဖတ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ခု sharing လုပ်ပေးနေမျှဝေပေးနေတဲ့ဗီဒီယိုလေးတွေကိုဒီချာပိုင်နယ်ကိုကြည့်ထားပေးပါကျွန်တော်အပိုင်းလိုက်ပိုင်းလိုက်လေးလေးမျှဝေပေးထားပါတယ်အဲ့တော့ဒီဗီဒီယိုလေးတွေကိုကြည့်ပြီးသွားပြီဆိုရင်နောက်ပိုင်းဗီဒီယိုမှာကျွန်တော်အစာဖတ်ပြတဲ့ဗီဒီယိုလာမယ်ကျွန်တော် sentence တွေကို analyze ပေါ့ question စိတ်ဖြာပေးဘယ်လိုလေးတွေဘာသာပြန်သွားလဲအဲ့လိုဗီဒီယိုကျွန်တော်ဆက်ပြီးတော့တင်ပေးမှာဖြစ်ပါတယ်ညီကိုမမလည်းအင်္ဂလိပ်စာအုပ်သားတကယ်တတ်ချင်တယ်အင်္ဂလိပ်စာအုပ်တွေကို တ်ချင်တယ်ဆိုလို့ရှိရင်လွယ်လွယ်ကူဖတ်ချင်တယ်ဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုတရားကြည့်ပါပြင်အများသူကရှင်ပြောင်းလေ့လာလို့ရကျွန်တော်ဗီဒီယိုလေး sharing လုပ်ပေးတော့ပါ okay everyone thank you so much let's stop here see you next video okay bye bye have a good day everyone